လေဖြတ်ယောဂဖြစ်တဲ့သူတွေဟာဖြစ်ပြီး၃နာရီအတွင်းရန်ကုန်စစ်ရုံကြီးကိုရောက်ရှိလာရင် အုံနောက်သွေးကြောပိတ်လူနာတွေကို ကုသရမှာတုံးနဲ့သွေးခဲပျော်စင်းနဲ့ကုသပေးနေပါပြီဒီသတင်းကိုတော့ဟေမာဝင်းတင်ဆက်ပေးထားပါတယ်ရှင်ဒီနေ့အတွင်းရန်ကုန်စစ်ရုံကြီးမှာလေဖြတ်လူနာတွေကိုတွေးခဲပျော်စင်း RTPA ကိုတွင်းပေးတဲ့လူနာ52ဦးရှိပြီးဖြစ်ပြီးဒီဆေးကိုတော့ International Culture and Charity Group ကနေပထမဆုံးလူဒန်းနာဖြစ်ပါတယ် ဒီဆေးတစ်ခုက၄နာရီခွဲအတွင်းမဲ့သွင်းလို့ရတယ်။အဒီဆေးသွင်းဖို့လုပ်ဖို့ကျမတို့က preparation အချိန်ကအနည်းဆုံး၁နာရီလိုတယ်။အဲဒါကြောင့်နောက်အကျဆုံး၃နာရီခွဲ အတွင်းမှာရောက်တဲ့လူနာတွေကိုပဲကျမတို့ကစိတ်ကူလို့ရတယ်။သူကစီတီရိုင်းရတယ်၊သွေးတွေဖောက်ရတယ်၊ပြည့်ရခါမှာသူ့ရဲ့အာလူနာခြေနေတွေကိုစမ်းသပ်ရတယ်၊ပြည့်ရခါမှာလူနာတွေအဒီဆေးကိုယူနာမယူနာဆိုတာကိုကောင်ဆယ်လင်းလုပ်ရတယ်၊အဲပြီးတော့လက်မှတ်ထိုးရတယ်။အဲ့တော့ဒီဟာတွေအကုန်လုံးရဲ့အချိန်ကဒီစီတီရိုက်ပြီးတော့ချင်းချင်းစီတီထွက်လာမဲ့အချိန်အကုန်လုံးစုစုပေါင်းချေတနားကြီးဆိုရင်အဲအကြောင်း၃နာရီခွဲနောက်ဆုံးထားပြီးတော့ဖြစ်တဲ့အခုမှမနေ့၈နာရီမှဖြစ်တယ်ဆိုရင်မနေ့၁၇နာရီခွဲမှနောက် က်ဆုံးထားပြီးရောက်တော့မှပဲကျမတို့ကလုပ်လို့ရ။အော်တိုဘားလ30ရင်းနေဟာကမ္ဘာလေဖြတ်ယောဂကာကွယ်ရေးနေ့ဖြစ်တဲ့အတွက်ရန်ကုန်မြို့တူနာယူတက္ကသိုလ်မှာလေဖြတ်ယောဂကာကွယ်ရေးယောဂလက္ခဏာအခြေအနေကုသရေးစတဲ့ခေါင်းစဉ်လေးနဲ့ဟောပြောခဲ့ကြပါတယ်။အခုအချိန်မှာတော့လေဖြတ်လူနာတွေကိုသွေးခဲဖြော်စေတဲ့နေပြည်တော်ကရင်တထောင်ဆေးရုံနဲ့မန္တလေးထွေထွေယောဂကုဆေးရုံမှာပါကုသပေးနေပါပြီ။အစီထဲမှာလေဟိုသွေးထဲမှာအစီရှိတယ်။အဲ့ဒါနဲ့မြတ်ပတ်သက်သလားဆိုပြီးတော့လာပြီးတော့နားထောင်တော့ပါနော်။ နောက်အိမ်မှာသမီးတွေကလည်းဝါတယ်အဲ့ဒါကြောင့်မလို့လာပြီးတော့နားထောင်ကြည့်တာပေါ့သူတို့ဟောတာပြောတာဒါမှကိုလည်းဆောင်ရံတို့ရှောင်ရံတို့သိအောင်လို့ပါကဘာပေါ်မှာပြည်ကြတဲ့နှစ်ကလေးဖြက်ယောဂကြောင့်တည်ဆုံးသူ9.8တန်းခန့်ရှိပြီးဖွံ့ဖြိုးဆဲနိုင်ငံမှာတော့89ရာခိုင်နှုန်းဖြစ်ပွားနေပြီးရန်ကုန်ပြည်သူစေယုံကြီးမှာဇန်နဝါရီလကနေအောက်တိုဘာလ29ရက်နေ့အထိလေးဖြက်တူလူနာပေါင်း9800ကျော်ရှိပါတယ်ကျမဟေမာဝင်းပါ